မနေ့ကတော့ကျွန်တော်တို့ KNU KNL နဲ့ PDF အမိခံအချမ်းဘက်တောင်းညမ်းသူတွေယာယီထိန်းချုပ်ထားတဲ့ဒေဂီကောဒေတာရှုခင်းတာနဲ့ဆွဲတော်ကုန်းစခန်းပြန်လည်သိမ့်ပတ်ရရှိရတဲ့ကျွန်တော် KG ပတ်မှာတရားမဝင်လုပ်ငန်းများမရှိစေရည်နေနေစုံမွေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့တရင်ကိုထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးဒီနေ့မှလည်းမီဒီယာများရဲ့ ဒီကေကေပတ်နဲ့ပတ်သက်ပြီးမိကိုများမိများလည်းတာရှိပါတယ်။ဒါတွေကိုတပေါင်းတစည်းတည်းကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။ကေကေပတ်မှာ KNU ခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပြီးနိုင်ငံတော်ပိုင်မြေကိုအလွဲသုံးစားလုပ်ခဲ့တာလို့ဗိုလ်ချုပ်စော်မင်းထွန်းပြောလိုက်တယ်မူ အဆုံးထိနာဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့တောင်ဘက်တောင်ရင်မြေဘေးက KK ဘက်ကိုစစ်တပ်ကဝန်စီပြီးတရားမဝင်လုပ်ငန်းတွေကိုဖမ်းဆီးမှုတွေလုပ်ခဲ့တာနဲ့ပတ်သက်ပြီးစစ်တပ်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကအဲ့ဒီ KK ဘက်အကြောင်းကိုဒီကနေ့ရှင်းလင်းပြောကြားလိုက်တာဖြစ်ပါတယ်ပထမဆုံးတော့ KK ဘက်ရဲ့တမိုင်းကြောင်းနဲ့ KK ဘက်ဖြစ်လာတဲ့ကိစ္စတွေပြောပြလိုက်ရင်အားလုံးရှင်းလင်းသွားမှာဖြစ်ပါတယ် ကေကေပတ်ဆိုတော့မြဝတီမြို့တောင်ဘက်မေထော်တလေးကြီးရွာနီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြကံပေးမှာရှိပြီး KNU တပ်မဟာ6ရဲ့လှုပ်ရှားနေပြီမှာ ရှိလာဖြစ်ပါတယ် PGF ကရွှေကုတ်ကုံမြို့သိစီမံကိန်းဆိုတော့မြဝတီမြို့ရဲ့ကျွန်တော်တို့နောက်ဖက်မှာရှိတာပဲဖြစ်ပါတယ်ကေကေပတ်မြို့သိစီမံကိန်းရဲ့အနောက်ဘက်မှာတော့ဒီကီကောမြို့သိရှိပါတယ် အဲ့မှာတော့ဒါငင်းငယ်ကျိုးပန်းမှုအထိမ်းအမှတ်ဖြစ်ကင်းပြည်နယ်စိုးရဖွဲ့ဝင်ကြီးချုပ်တဲ့ KNU ရခိုင်ဥက္ကဋ္ဌစောမှုသူစေဖို့တော်ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့2015ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်ဒီနောက်ပိုင်းမှာ KNU များဝင်ရောက်သိမ်းပိုက်ပြီးနေထိုင်မှုနှင်ထုတ်ပြီး KNU PDF အဖွဲ့တွေနဲ့သူတို့အဖွဲ့အထောက်အပံ့ပြုအဖွဲ့တွေပဲနေနေတာဖြစ်ပါတယ် ကေကေဘာချီမန်ကင်းကိုလုံဆောင်ဖို့အတွက် KNU ရဲ့မူလက်ဤအလင်းဆိုတဲ့ကုမ္ပဏီနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတစ်ခုတို့တနဝူလောက်ွက်အတွက်လုပ်ငန်းညီငားရန်ကသဘောတူညီမှုကို2020ခုနှစ်ဖေဖော်ဝါရီ18ရက်နေ့မှာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။အဲဒီသဘောတူစာချုပ်ရဲ့ညီငားပေးသူတည်သက်တင်များမှာဦးလေးအရင်ဘက်ကလက်ရှိ KNU ဥက္ကဋ္ဌဖရိုးစောကောထူဝင်း ငါ KNU ဗန္နာရေးကော်မတီဘူအနေနဲ့လက်မှတ်ရေးထိုးထားပြီးတခင် KNU ကာကွယ်ရေးဌာနတာဝန်ခံပုံမူကြီးစော်ရောဂျာခင်ကလည်း KNU ဗန္နာရေးကော်မတီဘူအနေနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။စာချုပ်မှာ၅ရန်လို့တဲ့မြေစုစုပေါင်းဧက100ခန်းကို နှစ်ပေါင်း35ရန်ပို့သဘောတူထားကြတာကိုလည်းတွေ့ရပါတယ်။ဒီစာချုပ်တွေဟာအခိုင်အမာရှိနေတဲ့စာချုပ်တွေ ြစ်ပါတယ်။စာချုပ်ကအချက်လက်တွေအရဆိုရင်တေဤကကိုတစ်နှစ်က3500တောင်လုံးနဲ့ညီတရားဤကအတွက်တစ်နှစ်လျင်က3000ခွဲဖြစ်ပြီး6လတစ်စီပေးချေပါမယ်လို့ခတိပြုထားတာဖြစ်ပါတယ်။ဒါပြင်ဤက30အတွက်လုံခြုံရေးစောင့်ရှောက်ခအဖြစ် KNU အတွက်တလဘာနာပင်တမတ်ထားပြီးစီမံကိန်းဧရိယာကျယ်ဝန်းလာတဲ့နေရာလုံခြုံရေးစိတ်တိုးမြင့်ပြင်းတယ်လို့လည်းအဲစာချုပ်မှာခတိပြုခဲ့တာတွေ့ရပါတယ်။2022ခုနှစ်မေလထဲမှာ KNU နဲ့ Trend Asa International Holding Group ကြားမှာစာချုပ်ထချုပ်တာမှာတော့မူလရေးအလင်းကုမ္ပဏီမဟုတ်တော့ဘဲနဲ့ KNU ကဗိုလ်မှူးချုပ်အစင်းရှိတဲ့စောနေမီလင်ဦးစီးတဲ့ Trustan ကုမ္ပဏီနဲ့စာချုပ်ပြောင်းတဲ့ချုပ်ဆိုခဲ့တာတွေ့ရတယ်။ဒီပရင်းနှီးမြုံနာတွေပြဲမှာတော့ဒါရခိုင်ကုမ္ပဏီတခုနဲ့ကမ္ဘောဒီးယားနိုင်ငံ ပီဟာနုဘီစီဝါရေးအတင်းတို့ပူးပေါင်းပါဝင်တာကိုလည်းဖော်ထုတ်ပြရှိရပါတယ်။ ီတီယာနုဘေးဆိုတဲ့ကမ္ဘောဒီးယားနိုင်ငံကကာစီနိုမြို့တော်ဖြစ်ပါတယ်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကအွန်လိုင်းလောင်းကစားလုပ်ငန်းတွေအရေးယူတော့မယ်ဆိုပြီး2019ခုနှစ်ဩဂုတ်လ16ရက်နေ့မှာကြော်ညာလိုက်တဲ့နောက်ပိုင်းမှာဒီအွန်လိုင်းလောင်းကစားလုပ်ငန်းတွေဟာမြန်မာနဲ့ဖိလစ်ပိုင်ဘက်ကိုကြောင်းရွှေ့လာတယ်လို့လည်းသတင်းသိရှိရပါတယ်အဲ့ဒီတဲ့င်းဖြတ်လိုက်တော့ကြည့်ရင် KK Bus စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာထင်ရှားတာတွေ့ရပါတယ် ငွေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်းမျိုးကိုဥပဒေမဲ့စွာအလွဲသုံးစားလုပ်ခဲ့တာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမနေ့ရက်သတင်းမှာလည်းကျွန်တော်ထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးညီနေရနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတို့လှုပ်ဆောင်ထားတာတို့တည်ဝင်တစ်ခုမှမရှိကြောင်းသိရပါတယ်။နောက်ပြီးတော့အဲ့မျိုးပေါ်မှာလှုပ်ဆောင်နေတဲ့လုံစားလုပ်ငန်းတွေကိုလည်းအခါကျင်းငွေယူပြီးကြီးစားကာကွယ်မှုများလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ ဒီလုံခြုံရေးရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်။ online လောင်းစားလုပ်ငန်းတွေကိုကာကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင်ဒေသတွေနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်အောင်လှုပ်ဆောင်ပေးနေတဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ဒါပတ်စံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးတဲ့ကြီးစားအကြမ်းဖက်သမားတွေဖြစ်တဲ့ PNU ဖွဲ့ကိုနိုင်ငံတကာနဲ့တိုင်းသာပြည်ပပြည်သူပြည်အလုံးကဘိုင်းဝင်းဆိုင်ကြကြဖို့ လူချောင်းပြောကြလို့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်